ပါလောကဆိုတာပျက်စီးခြင်းလို့အဓိပ္ပာယ်လူသားတွေရဲ့ပျက်စီးခြင်းလူလောကကြီးရဲ့ပျက်စီးခြင်းလူကဘာရဲ့ပျက်စီးခြင်းထို့သောပျက်စီးခြင်းဆိုတာအကြောင်းမဲ့ပျက်စီးတာမဟုတ်ဘူးအကြောင်းရှိတယ်အကြောင်းนี่မြောင်များစွာတဲ့ကမူလအကြောင်းရှိတယ်လို့အထောက်အကူအကြောင်းนี่လည်းရှိတယ်မြတ်စွာဘုရားရံခါရံခါ main cause လို့ခေါ်တဲ့ပြဓာဏအကြောင်းကိုအကြောင်းဖြစ်ဟောကြားတာဖြစ်တယ်။ဒါဆိုပြန်ဟောကြားတဲ့ main cause ကိုတမန်ပုဂ္ဂိုလ်တွေကမသိနိုင်ကြဘူးလား။ဒါကြောင့်မြတ်စွာဘုရားကအဓိကအကြောင်းပြဓာဏအကြောင်းပင်မအကြောင်းအဲ့ဒါကိုဟောပြောလေ့ရှိတယ်။အဲ့ဒီအကြောင်းကဇမယကလူသားတွေလက်လက်မမီတဲ့အကြောင်းမျိုးဖြစ်တယ်။အဲ့ဒီကနေ့ ်စင်ပေါ်စင်ကဲပြီးတော့ဖြစ်ပေါ်လာတဲ့ဒုသားတွေသိနိုင်တဲ့အကြောင်းတရားလည်းရှိတယ်ပေါ့နော်အကြောင်းဆိုတာတစ်ခုတည်းမဟုတ်ဘူးအကြောင်းပေါင်းမြောင်များစွာကနေအကျိုးတွေကိုထုတ်လို့တာအကြောင်းမြောင်များစွာမှတခါအကျိုးတစ်ခုဆိုတာဖြစ်ပေါ်တာမျိုးရှိတယ်ပေါ့ဆိုပါစို့တာမန်ကြည့်မယ်ဆိုရင်အကြောင်းမှာ နီးသောအကြောင်းဝေးသောအကြောင်းရှိသလိုအဓိကအကြောင်းပရဏအကြောင်းအပရဏအကြောင်းဆိုတာရှိသေးတယ်။မေဂျာမိုင်နာဆိုအကြောင်းတရားတွေရှိတယ်ပေါ့။လူတွေနေ့စဉ်ချက်ပြုတ်စားတဲ့ထမင်းပဲကြည့်ပေါ့။ထမင်းဖြစ်ဖို့အနိကဆုံးအကြောင်းကဘာတုံးဆိုထမင်းချက်တဲ့အိုရှိရမယ်ရေရှိရမယ်အပူရှိရမယ်ပေါ့။တရားစင်မီဘူးပဲဖြစ်ဖြစ် မိရှိရမယ်တရားစင်မိပဲဖြစ်ဖြစ်ထင်မိပဲဖြစ်ဖြစ်ချက်ပြုတ်သူရှိရအဲ့ဒီလိုအကြောင်းတရားတွေစုံစည်းမှထမင်းဆိုတာဖြစ်တာဒါနီးတဲ့အကြောင်းလို့ခေါ်တယ်ဝေးတဲ့အကြောင်းကတော့မအောင်ဆိုလို့ရှိရင်ထိုထမင်းရဲ့ source ကိုကြည့်လိုက်မှဆိုလို့ရှိရင်ထမင်းပဲရရလဲစဘာပဲစဘာရတယ်စဘာပဲကရတယ်လဲလို့ဆိုရေကြီးတဲ့မှာစိုက်ပြောတာစဘာပင်ကနေစပြီးတော့ဟော မျိုးစိတ်ကျဲတယ်မျိုးစိတ်မကျဲခင်ထွန်ရဲရတယ်စိုက်ပြောရတယ်အဲ့ဒီဟာစပြီးအเจ้าနေပဲလေကြည့်လိုက်မယ်ဆိုရင်ထွန်ရဲပြီးတော့မျိုးစိတ်တွေကျဲတယ်တော့မဟုတ်နော်တခါလေးကျဲတယ်တော့မဟုတ်ကျဲပြီးတော့ပြုတ်နှုတ်တယ်ပြုတ်နှုတ်ပြီးပြုတ်ဆိုင်တယ်စိုက်ပြီးရေသွင်းရေထုတ်လုံးရတယ်အဲ့ဒီမှာစဘာပင်ကအသီးတွေတီးတယ်တီးလာတဲ့စဘာပင်တွေ စပားတွေကိုရိတ်သိမ်းရတယ်ရိတ်သိမ်းပြီးတော့၆သိန်းအောင်လုံးရတယ်နောက်ကိုရောင်လေးထဲနောက်စပားကနေဆမ်းချက်အောင်ဖို့ဆိုအဲ့ဒါတွေကဝေးသောအကြောင်းလို့သူတို့ဆိုလို့ဒါကြောင့်မြတ်စွာဘုရားကရဟန်းတော်တွေကိုတတိပိဆုံးမတဲ့ဇာတ်တခုဟာထမင်းစီလေးထမင်းလုံးလေးတစ်လုံးရဲ့တန်မိုးကိုပြောတာမှတ်သားစရာကော လူတိုင်းလူတိုင်းအိမ်မှာရေးထားဖို့ကောင်းတယ်နော်ဘယ်ကိစ္စပဲဖြစ်ဖြစ်အဖြုံးမဖြစ်ဖို့မြတ်စွာဘုရားဧကမေကံတိဋ္ဌံကမ္မတတေနနိဗ္ဗတ္တံဧကမေကံတိဋ္ဌံသမင်းစီလေးတစည်းတစည်းဟာတဲ့ကမ္မတတေနလုပ်ငန်းပေါင်းမြောင်များစွာဖြင့်နိဗ္ဗတ္တံဖြစ်လာတာဖြစ်တယ်သမင်းစီလေးတစည်းဟာအလွယ်တကူရလာတာမဟုတ်ဘူး ဒါကြောင့်မို့ယဟန်တွေကိုတော့ဆုံးလောင်းလိုက်လို့နော်ဒီစာမဲ့ဇပွဲပေါ်မှာဆုံးလောင်းလိုက်လို့ကြာသွားရင်ကောက်ထက်ဆိုတဲ့အဓိပ္ပာယ်မျိုးအလေလွင့်မရှိစေနဲ့လို့ဆိုလိုတယ်မြတ်စွာဘုရားဧကမေကံတိဋ္ဌံကမ္မတတိနနိဗ္ဗတံသုလဝေကပါဠိတော်ဝိနည်းကျမ်းထဲမှာစွန်းစားကြောင်းမှာယဟန်တော်တွေဟာဆုံးလောင်းနေဖိတ်စင်တာတွေကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရား စွမ်းကိုခံယူတဲ့အခါမှာတရားတော်မတွေကသဘေးထဲလောင်းထဲတဲ့အခါမှာအမှတ်တမဲ့မခံယူဖို့တတိထားဖို့စွန့်နေမဖိတ်ဖို့ဆိုတာစနစ်တကျဖြစ်ဖို့တံမိုးထားဖို့ဆိုတာမြတ်စွာဘုရားယဟန်နေဆုံးမအဲ့ဆုံးမတဲ့မှာတဲ့မှာဒီစကလုံးလေးပါလာဧကမေကံတိဋ္ဌံတိဋ္ဌဆိုတာသမင်းလုံးကိုပြောနော်ဧကမေကံတိဋ္ဌံ ထမင်းလုံးလေးတလုံးတလုံးမှာတဲ့ကမ္မတတိနနိဗ္ဗာန်တတဆိုတာဒီနေရာတရားကိုပြောတော့မဟုတ်ပဲနဲ့အများဆိုတဲ့အဓိပ္ပာယ်ကိုပြောလုပ်ငန်းပေါင်းမြောင်များစွာအစင်းစင်လှုပ်ဆောင်มาရလာတာဖြစ်တယ်တဲ့ဟုတ်ဘယ်အရာပဲဖြစ်ဖြစ်တမိုးနဲ့တေချာကြည့်မယ်ဆိုရင်ဒီပုံစံတိုင်းပဲဖြစ်တယ်နော်အကြောင်းဆိုတော့ဝေးသောအကြောင်းရှိသလိုနီးသောအကြောင်းရှိတယ်ဝေးသောအကြောင်းနီးသောအကြောင်း ဗราณအကြောင်းအဗราณအကြောင်းထုတ်လုပ်တဲ့အကြောင်းအထောက်အကူပြုတဲ့အကြောင်းအကြောင်းတွေမျိုးမြောင်များစွာမြတ်စွာဘုရားသစ္စာလေးပါးမှာလည်းအကြောင်းနဲ့အကျိုးဟောတယ်ပရိစ္ဆေသမုပ္ပါဒ်ကြတော့လည်းအကြောင်းနဲ့အကျိုးကိုဟောတယ်ပဋ္ဌာန်းကြတော့လည်းအကြောင်းနဲ့အကျိုးဟောတယ်ပြန်ဘာထည့်ဟောလိုက်တုံးဆိုအကြောင်းတရားရဲ့ထုတ်လုပ်နိုင်တဲ့တတ္တိကိုပါထည့်ဟောတယ်အကြောင်းနဲ့အကျိုးပြန် အကြောင်းရဲ့တတိဆွမ်းဆောင်ပုံပါထည့်ပြီးတော့ဟောလို့ပဋ္ဌာန်းကြီးကအပြည့်စုံဆုံးအကျယ်ဆုံးလို့ဖြစ်တယ်လို့သူတို့ဆိုလို့ပရိသတ်သဘောပတ်ကြတော့ဒါကြောင့်ဒါဖြစ်တယ်ဆိုတာလားအကြောင်းနဲ့အကျိုးနှစ်ခုပဲဟောတယ်။ဘာတတိနဲ့ဘယ်လိုပုံစံထုတ်လုပ်တယ်ဆိုတာမပြောဘူး။ပဋ္ဌာန်းကြတော့24ပစ္စည်းဟာဒါပစ္စယတတိလို့ခေါ်တယ်။ဆွမ်းဆောင်တဲ့ စွမ်းဆောင်မှုစွမ်းရည်တွေပါထက်သွင်းပြီးတော့ဟောပြောတာမို့ဘုရားရဲ့တရားတော်တွေထဲမှာဒီအကြောင်းအကျိုးကိုရှင်းပြတဲ့နေရာမှာအပြည့်စုံဆုံးကပဋ္ဌာန်းကျမ်းကြီးပဲဖြစ်တယ်ပေါ့နော်အဲ့တော့ပဋ္ဌာန်းကျမ်းကြီးကိုနားလည်အောင်လေ့လာသင်ယူကြပဋ္ဌာန်းဆိုတာလောကမှာနေစဉ်ဖြစ်ပျက်နေတာ ကိုယ်တဏ္ဏမှာနေစဉ်ဖြစ်ပြနေတာတွေကိုယ့်ရဲ့ပတ်ဝန်းကျင်မှာနေစဉ်ဖြစ်ပြနေတာတွေကိုပဋ္ဌာန်းကဟောနေတာသာဖြစ်တယ်ပေါ့အဲ့တော့ဒီပဋ္ဌာန်းဟာသိအောင်ကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်ကိုယ့်အတွက်နေစဉ်ဘဝမှာအကြောင်းနေကြောင်းအကျိုးတွေဖြစ်ပေါ်နေပုံကိုတတိထားထက်လာလို့ရှိရင်ကျမ်းမာရေးအတွက်လည်းထောက်ကူဖြစ်မယ်စီးပွားရေးအတွက်လည်းထောက်ကူဖြစ်မယ်လူ့ဘဝနေမှုရေးအတွက်လည်းထောက်ကူဖြစ်မယ်အခုတော့ ဗမာပြည်မှာဘုရားမသာဝင်အများစုကတော့ပဋ္ဌာန်းရွတ်လို့ရှိရင်စီးပွားတက်တယ်ထင်လို့လားမသိဘူးပဋ္ဌာန်းနေပဲရွတ်အရွတ်ပဲဖြစ်နေတယ်နော်တကယ်ကတော့အရွတ်နဲ့အပေါ့နှစ်ခုကတော့ဗမာပြည်မှာခေတ်စားဆုံးအရာတစ်ခုဖုံးပွတ်တန်နဲ့ပဋ္ဌာန်းရွတ်တာအဲ့ဒါနှစ်ခုနော်အဲ့တော့ပဋ္ဌာန်းကိုရွတ်ရုံလောက်တင်မလုပ်ဖဲနဲ့အကြောင်းအကျိုးနားလည်အောင်စဉ်းစားတတ်မယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့နေ့စဉ်ဘဝမှာတမှုရှိရှိ လုတ်ကင်ဆောင်ရဲနိုင်မှာသာဖြစ်တယ်ပေါ့တောင်မိုးရှိရှိလုတ်ကင်ဆောင်ရဲနိုင်အောင်သိအောင်ကြိုးစားမြောရရဲ့ဆုံးမမှာပညာဟာတောင်မိုးရှိဆုံးမှုပညာနရဏံရတနံပညာသည်လူတို့ရဲ့တံမိုးမဖြတ်နိုင်တဲ့ယရဏတပါလို့ဒီလိုဟောကြားခဲ့တာပြတ္တမမလောက်တန်းလောက်ဆရာဖြစ်တယ်ပေါ့ပညာပတ္တထလောကသမိယာယံနိဗ္ဗိတာကာမိအမှန်တရားကိုထွန်းဖောက်ပြီးတော့ လောကမှာဖောက်ထွင်းမြင်နိုင်တယ်ဆိုတာဟာမတမ်းမခံရင်းနေလမ်းဆုံးနေကြတယ်ပညာဆိုပေမဲ့လို့အပေါ်ယံလေးမှာလမ်းဆုံးနေအတွင်းလိုက်ပြီးတော့ penetration လို့ခေါ်တယ်ထွင်းဖောက်ပြီးတော့မြင်နိုင်ဖို့ကမတမ်းမအရေးကြီးဒါကြောင့်မို့အပေါ်ယံအတိမဟုတ်ပဲနဲ့သေးသေးချာချာသိတဲ့အတိမျိုးသိဖို့အတွက်ရသော်ဗျာပညာကိုတမိုးထားပြီးတော့ဟောကြားလေးရှိတယ် တရားနဲ့ပညာဆိုလို့ရှိရင်နှစ်ခုစလုံးဟာခွန်အားလို့ဟောဟောထားတာဖြစ်တော်လဲပဲနော်တရားနဲ့ပညာအပြန်အလှန်ထိန်းကျောင်းထားတာဖြစ်တော်လဲတရားကစတဲ့အချိန်လေးအတွက်တန်မိုးရှိတယ်ပညာကတော့နောက်ဆုံးမှာအထွတ်ထိပ်မှာတန်မိုးရှိတယ်လို့စတဲ့အခါတရားနဲ့စပြီးတော့ဆုံးတဲ့အခါမှာပညာနဲ့ဆုံးတော့ဒီလိုတရားဤတဲ့တဲ့လည်းမစွမ်းဆောင်နိုင်ဘူး ပညာကြီးတက်တဲ့ကလည်းမစတင်နိုင်ဘူးလို့ဒီလိုဆိုလို့ရပေါ့နော်။တရားနဲ့ပညာဟာအစနဲ့အဆုံးသဘောမျိုးမှာကြည့်လေတတ္တာဘူဝိရိယဘူတတိဘူသမာဓိဘူပညာဘူဆိုတာဟောထားတာကြည့်ပေါ့။တရားဆိုတာစာလုံးရေးစာတရားဆိုတာရှိမှလူတွေဟာကောင်းတဲ့ဘက်ကိုစိတ်ဝင်စားမှာကို။ကောင်းတဲ့ဘက်စိတ်ဝင်စားလာမှတတိတို့ ဝိရိယတို့သမာဓိတို့ပညာတို့ဆိုတာတွေဆက်တက်ဖြစ်လာ။ဒါကြောင့်မို့ရသော်ဗျာအမှတ်တမဲ့ဟောထားတာတော့မဖြစ်နိုင်။ဒိဗ္ဗေရှိရှိဟောကြားထားတာဖြစ်တယ်။တရားဆိုတာတရားရှိသည့်အတွက်ကြောင့်နော်။တတောဥပတ္တံကမတိတဲ့တရားရှိသည့်အတွက်ကြောင့်သူတော်ကောင်းတွေစီထံချင်းကပ်ချင်းကလာတဲ့အခါကျတော့သူတော်ကောင်းတရားကိုကြားနာရ တရားမရှိရင်ချင်းကိုချင်းကချင်းတွားရောက်ချင်းမလောက်ဘူးလေအဲ့တော့ချင်းကချင်းတွားရောက်ချင်းဆိုတာအစအဲ့ဒီအစလေးမှမစနိုင်ဘူးဆိုလို့ရှိရင်နောက်ကပညာတို့ဘာလို့ရဖို့ဆိုခဲနေပေါ့ဒါကြောင့်တတ္ထာသာတောဥပသင်္ကမတိတဲ့နော်ပုံနိယသုတ်တမတည်းမြတ်စွာဘုရားအဲ့လိုဟောတတ္ထာသာတောယုံကြည်မှုဖြစ်လာတဲ့အခါမှာဥပသင်္ကမတိတတော်ကောင်းနေထံတွားရောက်တယ် ရားစီသွားကြတယ်ဆိုတာယုံကြည်မှုအခြေခံပြီးသွားကြတာအဲ့ချိန်မှာပညာမရသေးဘူးပညာမရသေးဘူးပညာရဖို့အတွက်တရားနဲ့လမ်းခင်းသွားတယ်လို့ဒီလိုပြောလို့ရတယ်ပေါ့နော်တရားရှိရတရားရှိမှဒသနာကာမောသီလဝတံတတ္တမံသောတုမိစ္ဆတိဝိနည်းမိစ္ဆေရမလံတဝိတ္တဒေါတိဟောစတိဆိုတဲ့ဒေသနာတော်မှာဆိုရင် တရာရှိတဲ့ပုဂ္ဂိုလ်ရဲ့တွင်မြင်လက္ခဏာ၃မျိုးတဲ့တရာရှိပြီဆိုရင် သူဘာတွေလောက်တတ်တုံးဆိုအေးတိလာရှိတဲ့ပုဂ္ဂိုလ်တွေကိုတွစ်ဆုံကျင်နေတဲ့တွစ်ဆုံလို့တဲ့စိတ်တတ်တွေဆန္ဒတွေရှိတဲ့တတ္တမံသောတုမိစ္ဆတိတရောကောင်းတရားကိုကြားနာလို့တဲ့ဆန္ဒတွေဖြစ်တဲ့ဝိနည်းမစ္ဆေရမလံငါသာသုံးမယ်ဆိုတဲ့မစ္စရိယအညစ်အကြေးကိုဖယ်ရှားပြီးတော့ ပေကံဆုံးလို့ချင်းဆိုတဲ့ဇာကအလုပ်ကိုလုပ်တယ်အဲ့တော့အဲ့ဒါတွေဟာတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့သင်္ကေတတွေပဲလို့သူဆုလို့တာပေါ့ဒါမို့တရားရှိပြီဆိုရင်အဲ့ဒီပုံစံတွေဖြစ်လာတတ္တဇာတော့ဥပသင်္ကဝတိတရားရှိလာသည့်အတွက်ကြောင့်ဘုရားဟောချင်ထို့တူပဲလောကမှာဘုရားပွင့်တယ်တရားဟောတယ်တရားဟောတဲ့အခါမှာ မြတ်စွာဘုရားရဲ့တရားကိုနားလဲရတယ်နားလဲရတော့ဘာဖြစ်တဏှာတွေဖြစ်လာအဲ့မှာအသိဉာဏ်တလုံးဖြစ်တယ်တဏှာဖြစ်လာရှင်ကြည်တဲ့စိတ်ဝင်စားလာရှင်ကြည်မှုစိတ်ဝင်စားမှုကိုအကြောင်းပြုပြီးတော့လူရဲ့ဒီမိသားစုဘဝဆွံ့လွတ်လိုက်တယ်ဆွံ့လွတ်ပြီးတဲ့အခါမှာသာသနာပေါင်းဝင်ပြီးတော့တရားဓမ္မကျင့်ကြံကြိုးကိုအထောက်တယ်လို့ဆို။ ဒါလည်းတရာအဓိကပဲเนาะရှေ့ပိုင်းမှာဒါကြောင့်ဟိုတရာဆိုတာဟာ ရှေ့ပိုင်းကလမ်းခင်းပေးတဲ့နေရာမှာတော့ဥဒ္ဓမအရေးပါတယ်သို့သောနောက်ဆုံးမှာတော့စွမ်းအားထက်ဆုံးကတော့ပညာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ဘုရားဘာသာမှာမြတ်စွာဘုရားရဲ့သွန်သင်ဆုံးမချက်ဟာပညာရဖို့ရအတွက်အဓိကထားပညာရဖို့အဓိကထွက်တယ် ကြောင်းနဲ့အကျိုးကောင်းတဲ့ဆိုခွဲခြားဝေဖန်သိနိုင်စွာရှိရမယ်အဲ့တော့လောကကြီးအဖြစ်ဖြစ်နေတဲ့အကြောင်းအရာတွေမှန်တယ်ဗျအကြောင်းတရားတွေပေါ်မှာမိတည်ပြီးတော့သာ ဖြစ်နေတာဖြစ်တယ်အကြောင်းတရားဆိုဒီမှာအနိကအကြောင်းတရားရှိသလိုဝေးတဲ့အကြောင်းတရားတွေလည်းရှိတယ်ထို့တူပဲထုတ်လုပ်တဲ့အကြောင်းရှိသလိုဒီထောက်ပံ့တဲ့အကြောင်းပို့ဆောင်ပေးတဲ့အကြောင်းဒီလိုလည်းရှိတယ်ပေါ့အကြောင်းတရားပေါင်းဟောမြောင်များစွာရှိတယ် ဥပမာဒီကမ္မဋ္ဌာန်းတရားအထုတ်လို့နိဗ္ဗာန်ရတယ်ဆိုတော့အဲ့တော့ကမ္မဋ္ဌာန်းအထုတ်တာနိဗ္ဗာန်ကိုထုတ်လို့တာမဟုတ်ဘူးနိဗ္ဗာန်ကိုပို့ဆောင်ပေးတာဖြစ်တယ်ပေါ့ပို့ဆောင်ပေးတဲ့အကြောင်းတည်းတမ္ပါပကဟေတုလို့ခေါ်တယ်ဒါနကောင်းမှုသီလကောင်းမှုလို့လို့လူ့ဘဝဖြစ်တယ်ဆိုရင်အဲ့ဒါထုတ်လို့တဲ့အကြောင်းတရားလို့ခေါ်တယ်လူ့ဘဝကို ဒါနကုသိုလ်သီလကုသိုလ်ကနေထုတ်လုပ်ပေးလိုက်တယ်။အဲလူဘဝကိုကုသိုလ်ကောင်းမှုကထုတ်လုပ်တယ်လို့ပဲတရိစ္ဆာန်ဖြစ်ဖို့ထုတ်လုပ်တာကြတော့အကုသိုလ်ငရဲကြဖို့ထုတ်လုပ်တာအကုသိုလ်ပြိတ္တာဖြစ်ဖို့ထုတ်လုပ်တာအကုသိုလ်အကုသိုလ်ကလည်းပဲထုတ်လုပ်တယ်ကုသိုလ်ကလည်းထုတ်လုပ်တယ်အဲ့ဒီထုတ်လုပ်တဲ့အခါမှာကုသိုလ်ကနေပြီးတော့နော်တခြားကုသိုလ်တွေကပံ့ပိုးပြီးတော့ပေးလိုက်တယ်အကုသိုလ်ကြတော့လေအကုသိုလ်ကပံ့ပိုးတာတွေရှိတယ် ဥပထမကလို့စနကလို့ဥပထမကလို့ဆိုအဲ့ဒါပြောအဲ့လိုအကြောင်းတရားတွေမျိုးစုံရှိတယ်တဲ့ဒီလူလောကကြီးနဲ့ပတ်သက်ပြီးတော့